ုလုပ်တဲ့အလုပ်လေးတခုဟာစိတ်ပေါ်မှာမူတည်တာမို့မကောင်းတဲ့စိတ်တွေဝင်နေတဲ့အချိန်မှာမပြောလိုက်ပြီးဖို့မလုပ်လိုက်ပြီးဖို့ကိုယ့်ကိုထိ ंछ ချောက်အောင်တတိထားအောင်ဖြစ်တယ်။စိတ်ထဲမှာ ဖြစ်ယုံကတလုံးမဆိုးသေးဘူး။နှုတ်ကထုတ်ပြောလိုက်လို့တစ်ဖက်သားထိခိုက်သွားမယ်။လှုပ်လိုက်ကင်လိုက်လို့တစ်ဖက်သားအကျိုးပျက်စီးသွားမယ်ဆိုရင်ဒါဟာသူများပျက်စီးသွားခြင်းသည် ကိုယ့်ပျက်စီးဖို့အတွက် လာတော့မယ်ဆိုတာထင်ရှားတယ် reaction ဆိုတဲ့သဘောတရားသူများကိုချိုးအောင်လုပ်လိုက်တဲ့ကိုချိုးမယ်သူများကိုကန့်အောင်လုပ်လိုက်တာကိုကန့်မှုဖြစ်လာမယ်ဒီလိုဆိုလိုတယ်ပေါ့နော်ဒါကြောင့်မလို့စိတ်ထဲမချိမနှက်ဖြစ်နေလို့ရှင်မပြောနဲ့အောင်မလုံးနဲ့အောင်ကိုစိတ်ကိုပဲနိုင်အောင်ချုပ်တီးပြီးတော့နေတခါတခါမြေဝပြည်မှာ ဘုရားမတော်ဝင်နေဖြစ်ပေမဲ့လို့တချို့ဟာအတွေးလွဲတာလည်းရှိတတ်တယ်။ဒီနေရာမှာစိတ်ကအဓိကလို့ခေါ်ထားတယ်မြတ်စွာဘုရားဟောတယ်။စိတ်ကအဓိကဖြစ်တာဖြစ်တော့ကြောင့်ကိုယ်စိတ်ကိုပဲဆန်းစစ်တခုထိခိုက်သွားပြီဆိုရင်ကိုယ်စိတ်ကိုပဲဆန်းစစ်ငါတမင်လောက်ထားလားမတော်တဆဖြစ်သွားတာလားဒီလို